လောလောဆယ်မှာကျွန်တော်တို့၄ရက်၅ရက်ပတ်ဝန်းကျင်လောက်ဆိုလို့ရှင်တော့ဒီပင်လာပင်လေဩအာတောင်ပိုင်းပေါ့နော်တောင်ပိုင်းမှာကျွန်တော်တို့ DPR နဲ့ရပ်ဝန်းလေးတော့ဆက်ပြီးတော့ဖြစ်ဖို့ရှိပါတယ်အဲဖြစ်ဖို့ရှိတယ်အဲဒီဘလောက်အထိအားကောင်းလာမလဲဆိုတာတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်အစောင့်ကြည့်ရမယ်နောက်ပြီးတော့ဖေဖက်ကိုရွေ့မလဲအရွေအစားဘလောက်အထိကြီးမလဲအားဘလောက်ကောင်းမလဲပေါ့နော်ဒီ၃ချက်ကကျွန်တော်တို့အရေးကြီးပါတယ်အဲတော့ဟို လက်ရှိအခြေအနေမှာတော့သူကမြောက်ဘက်ကိုတော့ရွေ့နိုင်တယ်သူတော့အာမော်ဒယ်အကုံဆုံးကတော့ကျွန်တော်တို့အာတပြေးညီတော့ဟိုမဖြစ်သေးဘူးပေါ့နော်အဲ့တော့အဲ့ဒါကကျွန်တော်တို့၄ရက်နေ့လောက်ကိုဒီလီဗီးယားနဲ့တကယ်ဖြစ်လာပြီဆိုတဲ့အချိန်ကြတော့မှဒါကိုသိရပါမယ်ခင်ဗျာ 哦ဟုတ်ကဲ့ဆရာအခုကလေသတင်းညတာဆရာဟာရောတချို့သိတဲ့လူတွေကတော့ကြည်ကြပါเนาะတစ်ချိန်နဲ့အချိန်နဲ့တပြေးနေကြည်နေကြမှာတချို့ကြသတင်းအမှားညတက်လာဥမာဟိုရခိုင်ဘက်တီတို့ဘာတို့ဘက်တီမှလည်းအရန်ဖြစ်တယ်ဆိုတော့ဖြစ်ရတော့တချို့ရလည်းစိုးရိမ်နေကြပါเนาะတချို့တွေကလည်းတည်မလားအင်တာနက်မရမှစိုးစိုးရနေဆိုမသိမှဆိုလို့ဆိုဆရာအနေနဲ့အဟုတ်စာလေးကိုလည်းနည်းနည်းလေးပြောပြပါဦးဆရာဟုတ်ကဲ့ဟုတ်ကဲ့ဟိုရခိုင်ဘက်ကိုဝင်နေဆိုပြီးတော့ပုံနေနဲ့တက်တဲ့ဥစ္စာတော့သတင်းအမှားပါ 2023ခုနှစ်ကဒီကျွန်တော်တို့မိုးခါမုန်တိုင်းရဲ့အာပုံကိုတင်ပြီးတော့ဒါတွေလုပ်နေကြတာပေါ့နော်အဲအဲ့တော့အဲ့လိုမျိုးတရင်အမားတွေကဘသူတွေကဘာကြောင့်လွှင့်နေလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျအဲဘာကြောင့်ဘာရွေချက်နဲ့ပေါ့နော်ဘာရွေချက်နဲ့တုံ့ပြန်ကြတယ်လဲဆိုတော့ဘယ်လိုပြောရမှန်းတော့ပြီးတော့မဟုတ် ဟုတ်ဟုတ်ကဲ့ဆရာအဲဒါဆိုလို့ရှိရင်အခုလက်ရှိမှာကောလူတွေကဒီငလျင်နဲ့ပတ်သက်ပြီးတော့လဲပေါ့နော်ဆရာတို့ကတော့ဒါအချိန်နဲ့တပြီးညီတို့တင်ပြနေပေါ့ဟိုစိုးရိမ်လာနေဘွယ်ရောရှိလားဘလိုမျိုးလေးရောဒါပြောလို့ရနိုင်တယ်လားပြောလို့ရလဲဆရာအခုလောလောဆယ်ပါကငရင်ကကျွန်တော်တို့သခိုင်းကျွန်တော်ရင်းနေကြီးအင်းဟိုဗဟုပြုပြီးတော့ပထမဦးဆုံးဒါ major strike ပေါ့နော် major major strike ကအဲ့ဒီမှာလှုပ်တယ်ပေါ့87.7နဲ့လှုပ်တယ်အဲလှုပ်တဲ့အခါကျတော့ဒီ ဟာကနေပြီးတော့အခုနောက်ဆက်တွဲငရင်ငယ်ကြီးလှုပ်ပြီးတော့တဖြည်းဖြည်းနဲ့ဟိုအာရော့အာရော့တယ်ဆိုတာ9.5လို့ပါလို့ဆိုတာတွေကတော့ဒါရှိနေမှာပေါ့နော်အဲဒါပေမဲ့ငရင်အသေးလေးတွေဆက်ပြီးတော့လှုပ်တာတွေလည်းရှိတယ်အဲဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ၁၀ကျင်း၁၅ကျင်းမကောက်ဘူးပေါ့နော်လှုပ်နေတာကြီးရှိတယ်ပြီးခဲ့တဲ့အနာဂီပိုင်းကမှကျွန်တော်တို့အာမိတ်တရာနာအမန္တလေးနာသာသဖြင့်ပေါ့နော်အဲ့လိုမျိုး5.5တူပါလို့အဲ့လိုမျိုးကြီးလှုပ်သွားတာကြီးရှိတယ် အရှိတော့ဒီကနေပြီးတော့ကျွန်တော်တို့ပကိုးကိုလာပြီးတော့ပကိုးငင်ဟို1930ခုနှစ်ကလှုပ်တဲ့ပကိုးငင်နဲ့1830ခုနှစ်ဝင်းကျင်1918ဘောဝင်းကျင်လောက်ကလှုပ်တဲ့မင်းမျိုးကြောက်ကြောင်းငင်တို့အဲ့ဒီဟာတွေလူတွေကအကုန်ရောပြီးပြောနေပြောနေတော့ကျွန်တော်မြင်လာကတော့အဒီအခုလှုပ်သွားတဲ့ရင်ဒီအစကိုင်းပြည့်၍ဆိုတဲ့ဟာကြီးပေါ်မှာလှုပ်တယ်အပကိုးငင်ဆိုတာကလည်းစကိုင်းပြည့်၍ကြီးပေါ်မှာပဲလှုပ်တယ် ရာတွေကအတူတူပဲဟိုပြည့်ပြည့်တစ်ခုတည်းပေါ်မှာပဲလှုပ်တယ်ပေါ့နော်တစ်ခုတည်းပေါ်မှာပဲလှုပ်တယ်အနှစ်တရာကြာပြီးတဲ့အခါကျတော့မလှုပ်တယ်ဆိုတဲ့အခါကျတော့ဒီစကိုင်းပြည့်ပြည့်ပြီးသွားလို့ရှိရင်စကိုင်းဟိုမှာလှုပ်တဲ့ငရင်ပြီးသွားလို့ရှိရင်ပကူးမှာတခါဆက်ပြီးတော့နှစ်တရာနဲ့လောင်းမှာလားဆိုတဲ့မိခွန်းတွေများပါတယ်အဲအဲ့ဒီဟာကတော့မဖြစ်နိုင်ပါဘူးပြည့်ပြည့်တစ်ခုတည်းပေါ်မှာပဲလှုပ်တာအဲစကိုင်းပြည့်ပြည့်အပေါ်မှာလှုပ်နေတယ်အဲသူ့ရဲ့တောက်လျှောက်ကလည်းဒီအောင်နေပြီးတော့အထီး ဒါအရှိကြီးပဲပေါ့နော်အရှိကြီးလာတယ်ဆိုတဲ့အခါကျတော့ဟိုဘကိုးမှာဆက်ပြီးလှုပ်မယ်လို့ရန်ကုန်မှာဆက်ပြီးလှုပ်မယ်လို့အဲ့ဒီဟာတွေကတော့မဖြစ်နိုင်ပါဘူးခင်ဗျဟုတ်ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှင်တော့ဟိုလေအခုပေါ့နော်ဒါမုံတိုင်းနေဝင်းတိုင်းကြီးရှိရဲလို့ဘာလို့ဆိုရဲအပေါ်မှာရောပြည်သူလူထုအနေနဲ့ဆရာဘယ်လိုမျိုးသူတို့ကြိုတင်ပြီးတော့မှဟိုကာကွယ်ထားတဲ့လဲဘယ်လိုလေးတွေလှုပ်ထားတဲ့လဲဘယ်လိုတွေပြင်ဆင်ထားတဲ့လဲဆရာဟုတ်ကဲ့ဟုတ်ကဲ့ဟိုအေယာဝတီတိုင်းပဲခူးတိုင်းနောက်ပြီးတော့မှကျွန်တော်တို့ရှမ်းပြည်နယ် ဘက်အချမ်းဘက်ဒီပေါ့နော်အဲ့ဒီနေရာတွေကတော့နေရာကျဲကျဲနဲ့နေရာအာဆိတ်ဆိတ်လောက်ကလေးကိုမိုးရွာဖို့တော့ရှိတယ်အဲ့လိုဆိုအခုကြည့်ရတဲ့အနေအထားကမိုးကမများဘူးဘာဖြစ်လို့လဲဆိုတော့လေပြင်းနဲ့ရဝံဖြစ်လာလို့ရှိရင်လေကန်ရိုးရန်းနာကိုမကတ်ဘူးပေါ့မကတ်တဲ့အခါကျတော့နောက်ပြီးတော့သူကအားလည်းပြော့တယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကအာအခု April 16ရက်နေ့ကြာတော့မှာ ကျွန်တော်တို့ကမိုးကြိုရာသီဆိုတာဖြစ်မယ်မိုးအကြိုပေါ့နော်မိုးကြိုရာသီဆိုတာဖြစ်မယ်မေလအာ15ရက်နေ့အထိပေါ့အာများသောအားဖြင့်မုန်တိုင်းတွေကအဲ့ဒီထဲမှာဖြစ်တယ်ဆိုတော့ဒီ April 15ရက်မတိုင်ခင်အထိကတော့အာမုန်တိုင်းကြီးတွေဖြစ်ဖို့တော့မရှိပါဘူးဗျဒီလိုမျိုးလီဘီယာနဲ့ယမန်လေးတွေဖြစ်တာမျိုးတော့ဖြစ်နိုင်ပါတယ် ဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်တော့ဟိုငလျင်အတွက်လဲဒါပြည်သူလူထုအနေနဲ့ကိုလည်းနည်းနည်းလေးအားတင်စကားလေးလည်းနည်းနည်းလေးဆရာအနေနဲ့ပညာရှင်အနေနဲ့လည်းပြောပြပါအောင်ဆရာဟုတ်အဓိကတော့ဒီ weather နဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော် mmother.org ဒါ website လဲကျွန်တော်တင်ပေးထားတယ်အဲ့ဒီမှာလဲအသေးစိတ်ရှင်းပြတာလေးတွေရှိတယ်အပြီးတော့တခါဒီဟိုဒီနိုင်ငံတွေကဒီနေတိုင်းနေရဲ့မြို့တွေပေါ့နော်မြို့တွေတစ်ခုချင်းစီရဲ့ အားတွေကိုလည်းကျွန်တော်ကုတ်တွေရေးပြီးတော့ကျွန်တော်တို့ data တွေယူပြီးတော့ကျွန်တော်တို့အဲ့မှာထည့်ပြီးတာရှိတယ်အဲ့တော့အဲ့ဒီဟာတွေကိုကြည့်ကြစေခြင်းနဲ့နောက်ပြီးတော့ဒီမိုးလေဝသနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အာဘယ်လိုပြောမလဲပညာပေးစကားတွေလည်းအများကြီးပဲပြောတယ်ကျွန်တော်တို့လည်းအများကြီးပဲရှင်းပြထားပါတယ်အငရင်းနဲ့ပတ်သက်တာကတော့ကျွန်တော်ကတကယ်တမ်းဆိုရင်ငရင်းကိုတော်တော်တလောက်ကြီးမလေ့လာဘူးပေါ့နော်မလေ့လာပြီမဲ့လို့အတိတလောက်နားလေလားတလောက် အဲအဲ့လိုတော့ကျွန်တော်ပြန်ပြီးတော့ရှင်းပြနေပါလိမ့်ခင်ဗျအဲ့တော့လူတွေအနေနဲ့ကတော့ကောလာဟလဖြစ်လာမဲ့သတင်းတွေအာတအားဖွာပြီးတော့တင်းတဲ့သတင်းတွေဒါတွေကိုအုံလုံးနဲ့စဉ်းစားပြီးတော့ယုံတင်မယုံတင်ချင့်ချင်ကြပါလို့အဲ့ဒါတော့ပြောချင်ပါလိမ့်ခင်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးများကြီးတင်ပါတယ်အခုလိုဖြေကြားပြရတဲ့အတွက်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာ